2025-2026ဘဏ္ဍာနှင့်အပြီလာအတွင်းပြပသို့စံနှင့်စကွဲတန်ချိန်တိတရမ၄နှစ်သိန်းကျော်တင်ပို့ခဲ့ပြီးပင်လယ်ရေချောင်းကုန်သွယ်မှုမှသာတင်ပို့နိုင်ငယ်ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံဆက်စပ်အသင်းချုပ်မှသိရပါသည်။2024-2025ဘဏ္ဍာနှင့်အတွင်းပြပသို့စံနှင့်စကွဲတန်ချိန်နှင့်တိတရမ၄၈သိန်းကျော်တင်ပို့ခဲ့ပြီးအော်တိုဘာလအတွင်းတန်ချိန်၄တိတရမ၂၄သိန်းကျော်ဖြင့်အများဆုံးတင်ပို့ထားကြောင်းမြန်မာနိုင်ငံဆက်စပ်အသင်းချုပ်မှသိရပါသည်။2025ခုနှစ်မတ်လအတွင်းပြပသို့စံနှင့်စကွဲတန်ချိန်တိတရမ တသုံးသိန်းကျော်တင်မိုးခဲ့ပြီးပင်လယ်ရေကြောင်းမှတန်ချိန်သသိန်းကျော်တင်မိုးခဲ့ခြင်းဖြစ်ပြီးနေဆက်မှတန်ချိန်900တင်မိုးခဲ့ပါသည်2025ခုနှစ်ဖေဖော်ဝါရီလအတွင်းပြည်ပသို့စံနယ်စခွဲတင်ပို့မှုအနေနဲ့ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတန်ချိန်3,2452တရမ6တန်တင်ပို့ခဲ့ပြီးနေဆက်မှစံတင်ပို့မှုမရှိခဲ့ပါဘူး2025ခုနှစ်ဇန်နဝါရီလအတွင်းပြည်ပသို့စံနယ်စခွဲတင်ပို့မှုအနေနဲ့ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတန်ချိန်3 6,598တရမ5တန်တင်ပို့ခဲ့ပြီးနေဆက်မှဆက်တင်ပို့ခဲ့ခြင်းမရှိခဲ့ပါဘူး။2024ခုနှစ်ဒီဇင်ဘာလအတွင်းပြည်ပသို့စံနဲ့စွဲတင်ပို့မှုအနည်းနဲ့ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာတန်ချိန်3,3,8,490တရမ26တန်တင်ပို့ခဲ့ပြီးနေဆက်မှစက်တင်ပို့မှုမရှိခဲ့ပါဘူး။နိုင်ငံလိုက်စံတင်ပို့မှုအနည်းနဲ့အင်ဒိုနီးရှားသို့စံတန်ချိန်3,8,450၊ကျွန်းနိုင်ငံသို့3,8,913တန် ကုတ်တရိုင်းဖရီတို့3140တန်ဖိလစ်ပိုင်တို့9993တန်နဲ့ပိုလန်တို့9116တန်တင်မိုးခဲ့ပါတယ်။စကွဲတင်မိုးမှုအနည်းနဲ့စနီကောတို့9258တန်လော်ဂျီယန်တို့2650တန်ဂျီယိုနိုင်ငံတို့1583တန်ကုတ်တရိုင်းဖရီတို့1000တန်နဲ့ယူနိုက်တက်ကင်တန်တို့တန်ချိန်4900တင်မိုးခဲ့ပါတယ်။2024ခုနှစ်ဒီဇင်ဘာလအတွင်းပြည်ပတို့ဆန်နေစကွဲစုစုပေါင်း 33,3490တရမ်းမှ26တန်တင်မှုခဲ့ခြင်းဖြစ်ပါသည်။